အားလုံးပဲမင်္ဂလာပါဗျအခုတော့ကျွန်တော်တင်းလာသားမိတွေအတွက်ဘဝတရဆာတည်တည်တဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမိတွေပေါ့တင်းလာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချို၃လုံးကကိုယ့်ဘဝမှာအဓိကကြာတဲ့သူတွေမှာပါတယ် အဲ့တော့ဘာဘဲဂျိုးတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကိုတော့ဆောင်းပန်းဂျိုးဖြစ်တယ်နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုးကအဓိကကြားတယ်ပေါ့နော်တဲလာသားမိတွေတောက်ကြဂျိုးကအဓိကကြားတယ်ဒါကြောင့်တောက်ကြဂျိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုးကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့အဲ့တော့တောက်ကြဂျိုးကတဲလာသားမိတွေအတွက်ကအကောင်းဆုံးဂျိုးဖြစ်တယ် တောက်ကြာကြွာလုံကြုံတာကာကွယ်တာရင်းနှီးမြှုပ်နှံတာဒါကိုပြောတာအဲ့တော့တင်းလာသားမိတွေကဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိကလေ့လာဖို့လိုတယ်အဲ့တကယ်ကိုကျွန်တော်တို့ကဘာမှာနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်ဒေါ်လာဘယ်လောက်ရလာရင်ကဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြှုပ်နှံမယ် နော်။အော်ငွေကိုဘလို့ပွားအောင်လုပ်ကြမလဲ။ဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြှုပ်နှံမှုဟာအရွယ်တစ်ခုရောက်အောင်ရောက်လို့ပါဗျာ။ငွေတော့တော့ဘာမှရင်းနှီးမြှုပ်မနှံတတ်မှာမဟုတ်ဘူး။ပတ်စံလေးပဲစုတတ်မယ်။အဲပတ်စံလေးစုလို့များလာရင်ဒါရွှေလေးလုံးမယ်။ဒါကတော့ငွေတုံးအချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာ။ခလေးဆိုတော့စီးပွားရေးလည်းလုပ်ဖို့မလွယ်ဘူး။ဟုတ်တယ်လားသားမီးတွေကအရွယ်တစ်ခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နေပင်ကိုရင်းနှီးမြှုပ်နှံမှုအပြည့်အဝလုပ်ဖို့လိုတယ်။ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုပ်မယ်ပေါ့ ကျွန်တော်ဆက်ပြီးစီစောင်းနားလဲတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးစိုက်ပျိုးရေးအကြောင်းနားလဲတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလှောင်မယ်ပေါ့ဗျာပေါ့ဘူးကျွန်တော်ကတစ်တွေအကြောင်းနားလဲတယ်ဒါတော့တစ်တွေဝယ်ပြီးကျွန်တော်ဖန်နီချာတွေလုပ်မယ်ပရီဘောကားတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့မဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရအောင်လဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့က အဓိကကြတယ်လို့ပြောတာတော့အဓိကကြတယ်အဲ့တော့အတင်းလာသားအမိတယောက်ဖြစ်တယ်ခင်ဗျာသုံးနေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ3000ရတယ်ထားပါတော့နော်ခမဲဝယ်စားလိုက်တယ်တထောင်ကုန်တယ်နော်အရက်ဝယ်တောက်လိုက်တယ်တထောင်ကုန်တယ်အဲ့ကျအဝက်စားဝယ်ပြီးပူးကျပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတင်းလာသားအမိရတင်းလာသားအမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အချက်ကိုငငယ်တွေကလောက်ပါတော့တင်းလာသားအမိရဆိုးမိုးကြွာဘန်လို့တာမျက်စိနဲ့မြင်လိုက်ဘန်တော့ဘာလို့လဲငွေစုမှာ နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်းတယ်ဘန်းလှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမိတွေကလှုပ်ပါဒါဆိုဘောကမှာအောင်မြင်မယ်အဲ့တော့ဘန်းကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားတဲ့ငွေကိုဘလို့တို့အရင်နေ့လောက်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘန်းလှုပ်တဲ့ပုံစံအတိုင်းတဲလာသားမိတွေကဘောကမှာလှုပ်မယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောကြောဝါမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာက ဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတွေကိုကျွန်တော်ကမမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးအင်္ဂါကြိုးပိုင်တာဗျအညွန့်ကြိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့ဟိုအင်္ဂါကြိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်အင်္ဂါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားတာလောက်တာအင်္ဂါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လောက်ကတဲ့အပိုင်းကအင်္ဂါပိုင်တာ ဒါကြောင့်ပဲကျွန်တော်တို့ကလဲလာသားမိတွေကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက်ကသားလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်အကိုဝါနာပါလို့ဝန်ထမ်းဝယ်လို့တာတို့ဘာလို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့လဲလာသားမိတွေကစွန့်စားရမယ်သူများတပ်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်မလို့လေတင်းလာသားမိတွေကဖင်ပေါ့ဖို့လို့ တင်ရတင်းလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတင်းလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူးဟောတင်းလာကအင်္ဂါပိုင်တာဖြစ်တဲ့အတွက်ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားနေတဲ့ရှိလို့ပြောတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါးတည်းကလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမီဒီယာတွေကောင်းကောင်းတယ်လို့အဲ့တော့အင်္ဂါဂျိုကစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ် เนาะစောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေเนาะအဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစိတ်ရွေးကြကြလုပ်ကြတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလို engineer တွေလို့เนาะအဲ့တော့ designer တွေလို့ပေသေးရှာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိเนาะခါကဘလောက်ဟိတော့လက်ရှိရဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကလို့တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာ 在哪达米里噶？是挖夏梅路标啦。那个哎那边里家、ouais、nada, 没啊罗米阿一个，夏文做快生夏文，夏文两百多米，白阿白阿高中嘞。在哪达快生夏？啊第一家哩，喏，第二阿嘛快，第二阿嘛快阿嘛，喏，白哪里了以前白阿嘛都快路米阿，喏，那边只幺阿片里了，七阿嘛都快路米阿，都片里阿嘛都快阿，啊第一家阿那阿嘛白阿嘛白，招里路阿第一家就路阿，那个夏文两百多米就喏路阿，哎阿阿讲那个在哪达米阿快生夏文路阿。 အင်ဂျင်နီယာလုံးမှာဆိုလည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲတော့မက်ကနီကယ်တို့စီဗယ်တို့လောက်ရမှာပေါ့နော်အဲ့လိုပဲအလှပကြီးရဆိုဘယ်လိုဟာမျိုးတွေလဲစပင်တို့လို့ဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုရင်ဒီဒီညာဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလည်းဘယ်လိုအဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေကအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာပေါ့ ID လုပ်ငန်းဆိုလည်းတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေ သူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေအန်တီမာဆိုလဲဟက်ကာလိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level တီးတီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတောက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေလည်းအကောင်းဆုံးဖြစ်တယ်အဲတဲလာသားမိတွေကနောက်ထပ်အတောက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စက်နေဂျိုးပိုင်းတယ် စနေတို့ပိုင်းတယ်အတင်းလာသားမီးတွေရ6ခုမြောက်စနေကိုဒါဆိုတင်းလာသားမီးတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်နဲ့နေဆက်သွားရင်နဲ့အမှတွေ့တဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေ အချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုယ်နဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်အောင်ဘက်ကလည်းအသက်အရွယ်မတိမ်မယုံမဟုတ်ဘဲနဲ့ကြီးလွန်တာငယ်လွန်တာအဲ့လိုတွေဖြစ်တတ်တယ်ဒါပေမဲ့တဲလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့တော့တွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတူရခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြတတ်တယ် အာမို့ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလေချင်းကောင်းရင်တလန်းနဲ့နူနေအိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများဇိုက်ဒလိအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမိတွေကအိမ်တော်ကြလေရှိတယ်အဲ့တော့တင်းလာသားမိကအိမ်တော်ကြတဲ့ခါကျရင်ကိုအိမ်တော်ဘက်ကိုတော်တော်ညှိယူရတယ်နော်ကိုကကောင်းကောင်းစားကျင်တယ်ချက်တာပြုတ်တာကိုကိုယ်တိုင်လည်းချက်တယ်လေကောင်းတယ်ကိုရတယ်မိမကကောင်းကောင်းမချက်တယ်ဟုတ်ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူတာနှက်ထားရမလဲမသိဘူး အဲ့လိုတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေတဲလာသားမိကြအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရင်းမှာသူများနဲ့မတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာအကြိုက်မတူတာအယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာ များတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုအလုံးနော်အိမ်တော်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါတဲလာသားမိတွေအကြမ်းမြင်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ရမယ့်ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ် ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်လားအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်လင်းလာသားမိတွေအားလုံးဘဝမှာကံကောင်းကြပါစေစင်ပြပါစေကိုလောက်တာနေနဲ့ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဗျာ